မြန်မာဒေါ်လာရဲ့လာရကိုပြောင်းလဲပြစ်နိုင်တဲ့မဟာဗျူဟာမြောက်အလံပြောင်းတစ်ခုက TNA ရဲ့တရုတ်နိုင်ငံအပေါ်ပွပွလေးလေးထုတ်ဖော်ပြောဆိုလာတဲ့အခြေအနေကျွန်တော်သုံးသပ်သွားမှာဖြစ်ပါတယ်။အဲ့ဒီထုတ်ဖော်ပြောဆိုမှုရဲ့နောက်ွယ်မှာဘယ်လိုအတိတ်ပဲတွေဘယ်လိုအန္တရာယ်တွေရှိနေလဲဆိုတာကိုသိချာသုံးသပ်ကြည့်ဖို့လိုပါတယ်။ TNA ရဲ့ထုတ်ဖော်ပြောဆိုချက်တွေထဲကနေအဓိကအချက်၅ချက်ကိုကောက်နှုတ်ပြီးတရုတ်ရဲ့ PR TIAA ရဲ့ရည်တည်ချက်နဲ့မြန်မာတော်လှန်ရေးအတွက်ဘာတွေသင်ခန်းစာယူပြီးအမြန်ဆုံးပြင်ဆင်ရမလဲဆိုတာတုံ့တဆွေးနွေးတော့မှဖြစ်ပါတယ်။နံပါတ်၁တရုတ်နဲ့တအောင်စန့်ချစ်ဘယ်ကြီးမှတ်ချက်ပြီးခဲ့တဲ့ AP လအကုံကုမင်းဆွေးနွေးပွဲမှာစစ်ကောက်စီနဲ့ TIAA တွဲဆုပ်ဆွေးနွေးခဲ့ပေမဲ့အဖြေမရခဲ့ပါဘူး။ဒီဆွေးနွေးပွဲကအဖြေမရရတော့မှကပို့ပြီးတော့အရေးကြီးတဲ့အလက်ကြားတစ်ခုကတော့ TIAA ကနေတရုတ်ရဲ့ဖိအားပေးမှုတွေကို လူသိရှင်ကြားပွဲ့ပွဲ့လေးလေးထောက်ဖို့ပြောဆိုလာတာပဲဖြစ်ပါတယ်။ TNA ရဲ့ပြောကြားချက်အရဆိုရင်တရုတ်ဟာ2024ဇွန်လကနေစပြီးတော့ဖြတ်ငါဖြတ်လို့မျိုးနီလန်ပေါင်းစုံနဲ့ PR တွေပေးနေတယ်လို့ကျွန်တော်သိရပါတယ်။ဒီနေရာမှာသတိပြုရမှာက TNA ရဲ့အဓိကပန်းနိုင်ကကျွန်တော်တို့ Federal စနစ်နဲ့တူပြီးတော့ပြည်နယ်တည်ဆောက်မဲ့စစ်အာဏာရှင်ကိုအမြင့်ဖြတ်ချေမှုရေးလုပ်မယ်ဆိုတဲ့ပန်းနိုင်ဖြစ်ပါတယ်။တရုတ်ကတော့ သူ့ရဲ့နေသက်တည်ငြိမ်ရေးကိုသာဦးစားပေးချင်တာရှင်းရှင်းလင်းလင်းသိပြီးသားဖြစ်ပါတယ်။အဲ့လိုအခြေခံကြားတဲ့ရီမန်းချက်ကွဲလွဲနေတဲ့အခြေအနေကဆွေးနွေးပွဲတွေမှာအခက်အခဲသိချပေါက်ဖြစ်စေပါတယ်။တရုတ်ရဲ့တည်ငြိမ်လိုမှုဆိုတာမျိုးပြီးအခြေအနေနဲ့အကင်ညီမှုမရှိတဲ့ဆော်ရွက်ပေါ်ကအပြည့်ရက်ကိုသာအတင်းတွန်းအားပေးနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါဟာမြန်မာပြည်ရဲ့တကယ်ငြိမ်းချမ်းရေးနဲ့အမှန်တရားနဲ့လွဲချော်နေတာဖြစ်ပါတယ်။နံပါတ်1က MNDA ရဲ့သင်ခန်းစာလာရှိုးနမူနာပဲဒါကိုမဖြစ်မနေကျွန်တော်တို့အားလုံးမှတ်ယူဖို့လိုတယ်တရုတ်ရဲ့ PR ပေးမှုအောက်မှာ MNDA ဟာလာရှိုးကိုမတိုက်ရပဲစစ်ကောက်စီကိုပြန်ပေးခဲ့ရတဲ့အတွေ့အကြုံဟာ PRA အတွက်အရေးပါတဲ့ခါတီးတဲ့သင်ခန်းစာတစ်ခုပါအဲ့လိုအခြေအနေမျိုး TRA မကြုံတွေ့ရအောင်လာရှိုးမန္တလေးအမြန်လမ်းပေါ်ကမဟာဗျူဟာမြောက်အရေးပါတဲ့နောက်ချိုကြောင်မဲတီပေါ်မူကုတ်မူမိတ် အဲ့ဒီငါးမျိုးကနေဆုတ်ခိုင်းတဲ့စက်ကောက်စီရဲ့တောင်းဆိုမှုကိုတရားအဲ့လက်မခံခဲ့တာတော်တော်မှန်တဲ့ဆုတ်ဖြတ်ချက်ဖြစ်ပါလေ။အဲ့အတွက်လည်းမြို့ကောက်ွယ်ရေးတပ်ဖွဲ့တွေထူထောင်ပြီးတော့ပြည်သူနဲ့တသားတဲ့ကောက်ွယ်နေတာကလက်တွေ့ကြပြီးတော်တော်အီချင်းရှိတဲ့ဆုတ်ဖြတ်ချက်လို့မြင်ရတာဖြစ်ပါလေ။နံပါတ်3ကဖြတ်ငါးဖြတ်နဲ့နောက်ကွယ်ပါရည်ရွယ်ချက်ဖြစ်ပါလေ။တရားရဲ့ဖြတ်ငါးဖြတ်ဟာ DNA ရဲ့စည်ရင်အာတိုက်ရိုက်ပြတ်မှတ်ထားတာမဟုတ်ပါဘူး။ အဲ့ထက်ပိုတဲ့နှဆိုင်တဲ့ရည်ရွယ်ချက်တွေရှိနေပါတယ်။ဒါဟာဒေသခံပြည်သူတွေရဲ့စိတ်ဓာတ်ကိုကြောက်စင်းစေဖို့ TNAA အပေါ်ယုံကြည်မှုကိုယုံနေကြစင်းလောက်အောင်လှုံ့ဆော်ဖို့ရည်ရွယ်ထားတဲ့ view ဟာဖြစ်ပါတယ်။ဒေသခံတွေရဲ့စီးပွားရေးကုန်သွယ်ရေးအဲ့ဒီလမ်းကြောင်းတွေကိုထိခိုက်အောင်လှုပ်ချင်းအဖြစ်ပြည်သူလူထုရဲ့နေစဉ်ဘဝကိုဖိအားပေးပြီး TNAA အပေါ်မကျေနပ်မှုတွေဖြစ်ပေါ်လာအောင် လုပ်တဲ့သဘောဖြစ်ပါတယ်။ ဆိုလိုတာကဒါဟာ TNAA ရဲ့လူထုအခြေပြုအင်အားကိုဖျက်တောက်ဖို့ရည်ရွယ်တာဖြစ်ပါတယ်။အဲ့ဒီ soft power နီလာနဲ့ဖိအားပေးမှုတွေကိုတုံ့ပြန်ဖို့ဆိုရင်မဟာမိတ်တွေရဲ့ခိုင်မာတဲ့စည်းလုံးမှုနဲ့ယုံကြည်မှုကိုမဖြစ်မနေတည်ဆောက်ထားဖို့လွန်အရေးကြီးပါတယ်။နံပါတ်၄က KIA TNAA နဲ့အငင်းပွားနေတဲ့အခြေအနေရဲ့တည်ရောက်မှုဖြစ်ပါတယ်။အဲ့ဒီနံပါတ်၄ချက်မှာနောက်ထပ် တရားအေးကြော်ရတဲ့သိက္ခာမှုတစ်ခုဖြစ်နေပါတယ်။မဟာမိတ်အဖွဲ့အချင်းချင်းကြားမှာအနေမြင်အငင်းပွားမှုတွေသူတပြည့် KIA နဲ့တရားအေးကြားကပြဿနာတွေပဲဖြစ်ပါတယ်။အဲဒီလိုပြဿနာတွေကိုအမြန်ဆုံးသာမဖြေရှင်းနိုင်ဘူးဆိုရင်မဟာမိတ်တွေရဲ့ညှိနှိုင်းမှုဟာအပေါ်ယံပဲဖြစ်နေမှာဖြစ်ပါတယ်။ဒါဟာတရားရဲ့ဖိအားကိုရေရှည်ရင်ဆိုင်နိုင်မှာမဟုတ်တလို့လက်ရှိအခြေအနေမှာလည်းပုံပြီးခက်ခဲမှာဖြစ်ပါတယ်။ပုံပြီးဆိုးတာကအဲ့လိုပြည်တွင်း အချင်းချင်းအငင်းပွားမှုတွေဟာ EAO မဟာမိတ်တွေကြားကစစ်ရေးနိုင်ငံရေးညှိနှိုင်းမှုတွေကိုပါပုံပြီးခက်ခဲစေပြီးတော့တရုတ်နိုင်ငံအနေနဲ့မြန်မာတော်လှန်ရေးကိုအားနည်းတဲ့နေရာကနေဖိအားပေးဖို့ဝင်ရောက်ဆော့ဖက်ဖို့ပုံပြီးအခွင့်အရေးရသွားစေမှာဖြစ်ပါတယ်။နံပါတ်5အချက်ကတော့အဲ့ဒီမျိုးစောက်မျိုးခန့်ကောက်ွယ်ရေးတပ်ဖွဲ့တွေနဲ့ Federal Democracy အနာဂတ်ဖြစ်ပါတယ်။ TIAA မျိုးတွေကိုကောက်ွယ်ဖို့တည်ထောင်ထားတဲ့မျိုးခန့်ကောက်ွယ်ရေးတပ်ဖွဲ့တွေဟာဒေသခံတွေရဲ့လုံခြုံရေးအတွက်ရည်ရွယ်တဲ့အခြေအနေပါဒါဟာစစ်ရေးအရာမဟုတ်တဲ့မဟာဗျူဟာတစ်ခုနမ် military strategic solution တစ်ခုလို့လည်းရှုမြင်လို့ရပါတယ်ဒီပုံစံဟာတေချာစစ်စစ်ကြည့်ရင်ရေရှည် federal democracy စနစ်အုပ်ချုပ်မှုပုံစံတစ်ခုအတွက်ပထမဆုံးစတင်မှု pilot test တစ်ခုဖြစ်လာနိုင်တဲ့အလားအလာလည်းရှိပါတယ် ဒါပေမဲ့ဖေချာစဉ်းစားရမှာကဒီလို data alike အုပ်ချုပ်ရေးပုံစံတွေပေါ်ပေါက်လာတဲ့အခါမှာတခြား EAO တွေနဲ့ကြားမှာနယ်မြေပိုင်ဆိုင်မှုစီးပွားရေးအခွင့်လမ်းတွေနဲ့ပတ်သက်ပြီးစည်ရေးစီးပွားရေးအငင်းပွားမှုတွေလည်းဖြစ်လာနိုင်တယ်ဆိုတာပဲအဲ့ဒီအန်ဒီယာတွေကိုမဖြစ်မနေတတိပြုတ်ပြီးတော့ဆင်ခြင်ထားဖို့လိုအပ်ပါတယ်ဒါကြောင့်လက်တွေ့ပြဿနာတွေကိုကြိုတင်ပြင်ဆင်ပြီးစနစ်တကျဖြေရှင်းသွားဖို့ကအလွန်အရေးကြီးပါတယ် ဒါဟာတင်းစားရှင်းလင်းပွဲရဲ့အချက်၅ချက်ကိုပြောခဲ့တာဖြစ်ပါတယ်။သူတို့လှုပ်ဆောင်နေတဲ့လောက်ရက်တွေတချို့တွေ့ရသလိုဥပမာ KRATIA ရဲ့စည်ရေးနိုင်ငံရေးနယ်မြေတပ်မတ်ရေးအပေါ်မှာအရေးပေါ်ဖြည့်ရှင်းချက်အဖြစ် AA ရဲ့ပမောတိုက်ပွဲပါဝင်လာမှုအခြေအနေနဲ့ဆက်စပ်နေသလိုအခုလိုမျိုးပြဿနာတက်နေတာကိုတရုတ်က KIA ပေါ်ဖိအားပေးခြင်းနဲ့အခြေအနေမှာ KIA ပေါ်မှာစီးပွားရေးအရဆွဲဆောင် ညီနိုင်မှုတွေမျိုးလှုပ်လှန့်နိုင်ပါတယ်သတိထားမှအချက်တွေပါဒါအပြင်လက်ရှိအခြေအနေအားနေပြီးတော့အရှိကိုဆက်သွားဖို့ critical question တွေလိုအပ်လာပါတယ်အဲ့ရနေပြီးတော့စင်ကန်းစင်ကန်းသုံးသပ်ဖို့လိုအပ်လာပါတယ်အဲ့အတွက်ကျွန်တော်ညပိုင်းဒီမှာကျွန်တော်ရတော်လိုက်လက်ကလိုက်မှာဖြစ်ဖြစ်အဗီဒီယိုအတိုလေးတွေနဲ့ဖြစ်ဖြစ်ကျွန်တော်ဒီတက်သုံးသပ်သွားမှာလို့ကျွန်တော်ဒီမှာကြားဖြတ်အသိပေးချင်ပါတယ်ညီကောင်းချောင်းအနေနဲ့ပြောချင်တာကရှေ့ဆက်ရမယ့်အခြေအနေတွေ TNA ကတရုတ်ရဲ့ PR ကိုတဖွဲ့တည်းရင်ဆိုင်လို့မရဘူးဆိုတော့အမှန်တရားကိုသူတို့ကိုယ်တိုင်ထုတ်ဖော်ပြောဆိုလိုက်တာဟာတခြားစဉ်းစားကြည့်မြန်မာဒေါ်လာရဲ့အတွက်အလွန်အရေးပါတဲ့မဟာဗျူဟာအရာအလက်ပြောင်း strategic pivot point တစ်ခုပါပဲရေဝေရေလဲလို့ခေါ်လို့ရတယ်တရုတ်ကိုထိထိရရတံပြန်ဖို့ဆိုရင် TNA အတွက်စီလုံးမှုဆိုင်ရာတာဝန်တစ်ခုတည်းမဟုတ်ပဲနဲ့တရုတ်ရဲ့စီးပွားရေးအရာ ရေရှည်ဆွဲငင့်မှုတွေကိုဖယ်ရှားနိုင်မဲ့စစ်ရေးစီးပွားရေးမဟာမိတ်အဖွဲ့အစည်းခေါ်တဲ့ coalition တစ်ခုကိုပါတည်ဆောက်ဖို့အရေးတကြီးလိုအပ်နေတာဖြစ်ပါတယ်။လက်ရှိမှာ TNA ရာတိတ်ပိုက်ထားတဲ့မျိုးတွေကပြန်မဆုတ်ဘူး။စစ်အာဏာရှင်ကိုအမြင့်ပြတ်ချေမှုဖို့ပြည်သူနဲ့သူဆက်လက်ဆောင်ရွက်သွားမယ်လို့ခိုင်ခိုင်မာမာပြောထားပါတယ်။အဲ့တော့တရားရဖြစ်အားလည်းဆက်တိုက်လာဖို့ရှိပါတယ်။သဘောတူညီချက်တွေမရမကျဲတိုက်ပွဲတွေဆက်လက်ဖြစ်နေအောင်မှပဲဖြစ်ပါတယ်။ အဲ့လိုအတွက်လည်းပဲတရားအဲ့လိုပြပြသသားစစ်ရေးတန်တရားကလေးကလွန်မြောက်ဖို့အတွက်အပြစ်သက်တိုက်ပွဲဆင်နွှဲရမယ်လို့ဆိုထားပါတယ်ဒီနေရာမှာကျွန်တော်တို့ဟာအခက်ခဲဟာကိုယ့်အတွက်အကျိုးရလဖြစ်နိုင်တယ်လို့ဖြေရှင်းတတ်မှတ်ဆိုရင်ရည်ရှိတွဲပါကောင်းသောနိုင်ပါတယ်အဲ့အတွက်ထေချာလေးအမြင်ကြကြနဲ့ဖြေရှင်းဖို့လိုပါတယ်အားလုံးချုပ်ကိုတော့တိုက်ရိုက်ဒီခန်းမှာတော့တရုတ်ရဲ့ဖြတ်ငါဖြတ်ဖိအားဟာမြန်မာတော်လိုင်းအတွက်အလွန်ကိုကြီးမားတဲ့အစိတ်ခေါ်မှုဆိုတာရင်းလို့မရပါဘူး ဒီသူပြင်မှတ်ထားလေးလေးတရားအဲ့လိုလောက်ရအသက်ရှူကြက်လေးပါပဲကိုကက်လာရှိုးပြပေးတာရတာအဲ့တဘောပါပဲဒီစိတ်ခေါ်မှုကိုကြော်လောဖို့တရားအေတစ်ဖွဲ့တည်းလှုပ်လို့လည်းမရပါဘူးမဟာမိတ်အလို့ရဲ့စီလုံးညညောမှုအထူးသဖြင့်ပြဿနာဖြစ်နေတဲ့ KIA TIA အေဂျာကပြဿနာတွေကိုအမြန်ဆုံးဖြေရှင်းနိုင်မှုနဲ့ရေးရှိအတွက်ခိုင်မာတဲ့စည်ရေးစီပွားရေးမဟာမိတ်အဖွဲ့စည်းတည်ဆောက်နိုင်မှုတို့ဟာအဓိကကျတဲ့လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်လို့ကျွန်တော်ဒီဗီဒီယိုမှာတုံ့သက်ပြီးညှိကုန်းချုပ်တည်တာလိုက်ပါတယ်အဲ့အတွက်နောက်ဆက်တွဲတည်လည်းရှိပါသေးတယ်ကျွန်တော်ပြောခဲ့တဲ့အလယ်မှာ KIA ရဲ့ TIA ကြ AA ရဲ့စေရေးမဟာဗျူဟာချိန်ညှိမှုနဲ့ပါဝင်လာတဲ့အခြေအနေလိုအပ်နေတာ၄ဟော့ရှူးလို့ခေါ်တဲ့မြင်းခွနဲ့ကြောက်ဖြူတရုတ်ဖြစ်အား TIA ရဲ့တရားစတာမြေရှားပေါ်မှာတရုတ်ဆွဲဆောင်ပြီး TIA နဲ့ကြာတွေးခွဲမဲ့အခြေအနေ KIA TIA ဓနု KNDF KNU ဆိုတဲ့တောင်မြောက်ကော်ရီဒေါ်ဒါတွေအားလုံးကကျွန်တော်တို့တော်လိုင်းရဲ့အရေးပေါ့အာရုံစားရမယ့်အဓိကအခြေအနေတွေဖြစ်ပါတယ်ကျွန်တော်တို့တွေအများကြီးဒါတွေပုံမှာပြောဆိုပြီးတော့အကြံပြုဆွေးနွေးပြီးရှေ့ဆက်သွားမယ်ဆိုတော့အတိပေးတင်ပြချင်းပါတယ်ညမှာကြတွေ့ရအောင်ပါကျေးဇူးတင်ပါတယ်